ျမ်းမာအောင်နေညာနံပါတ်၁တရက်ကျက်သွန်မြူတလုံးစားသုံးခြင်းကျက်သွန်မြူကို နိုင်ငံတကာမှာ Mother of All Cultural လို့လက်ခံထားပါတယ်အနာရောဂါအားလုံးကိုပျောက်ကင်းစေတဲ့ပင်မဆေးပီးရင်ဖြစ်ပါတယ်ကျက်သွန်မြူတလုံးဟာဓာတုဗေဒအစိတ်ကြောင့်ဖြစ်စေတဲ့ရောဂါကို48ရာခိုင်နှုန်းပျောက်ကင်းစေတယ်လို့ဆိုပါတယ်ကူးစက်ရောဂါတွေကိုလည်းကာကွယ်ပေးပါတယ် ဒါကြောင့်ကိုစားတဲ့ဟင်းလျာတွေမှာစက်တင်ပြူပါနေဖို့လိုအပ်ပါတယ်။နံပါတ်1ဂျုံစပါဆက်ဆက်အစာအစာကိုစားသုံးခြင်း။ဂျုံစပါဆက်ဆက်အစာအစာဆိုတာသမင်းပေါင်မုံ ပလာဒဲဤကြကွေးစံမုံအစာရှိတဲ့အမျိုးမျိုးစုံလင်လာတဲ့အစာအစာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဂျုံနဲ့ပတ်သက်တဲ့အစာအစာကိုစားသုံးတဲ့အခါမတက်ရှင်းတဲ့စီးပွေအသုံးပြုရများမယ်ဆိုရင်တော့မကောင်းပါဘူး။ ကင်ဆာဖြစ်စေတဲ့အဓိကအကြောင်းရင်းတစ်ချက်လည်းဖြစ်ပါတယ်။ဂျုံဆန်တို့ကခန္ဓာကိုယ်ကလိုအပ်တဲ့အဓိကအာဟာရများကို ပေးစွမ်းနိုင်တဲ့ပင်မအစားအစာဆိုတာစာဖတ်သူတို့သိရှိမယ်လို့ထင်ပါတယ်။နံပါတ်3အရေးပြားကိုယ်ယူဆိုင်ခြင်း။နေရောင်ခြည်အောက်အမြဲတွားလာနေတဲ့သူတွေအတွက်မိမိရဲ့အရေးပြားကိုယ်ယူဆိုင်ရန်လိုအပ်ပါတယ်။ခရမ်းလွန်ရောင်ခြည်ကခဏတာထိတွေ့လို့ မသိတာပေမဲ့ ြာလာတဲ့အခါမှာအရေးပြားနဲ့ပတ်သက်တဲ့ယောဂါတွေ ဖြစ်စေတတ်ပါတယ်။ဥပမာ အရေးပြားကင်ဆာ၊အရေးပြားလောင်ခြင်း၊ပျက်စီးခြင်းစတာတွေဖြစ်တတ်ပါတယ်။သောရာပြီဆိုရင်လည်းအသားရည်အကွဲချင်းကင်းအောင်အရေးပြားထိမ့်သိမ့်တဲ့လိမ့်စီတွေကိုအသုံးပြုနိုင်ပါတယ်။အရေးပြားဟာလည်းအိုမင်းမှုကိုလူသိအောင်ပြတဲ့အစိပ်ပိုင်းဖြစ်ပြီးကျန်းမာရေးကောင်းမကောင်းဆိုတာကိုလည်းအရေးပြားကြည့်ုံနဲ့သိနိုင်ပါတယ်။ဖြူခြင်းမဲခြင်းမဟုတ်ဘဲအရေးပြားဆူဆူပြပြမရှိ နေခြင်း၊ဝါခြင်းစတာတွေကမိမိရဲ့ကျန်းမာရေးအခြေအနေကိုဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်အရေးပြားကိုလည်းဂရုစိုက်ပေးရမှာဖြစ်ပါတယ်။နံပါတ်၄ငားမြန်မြန်စားခြင်း။ငားကအသက်ရှည်စေတဲ့အစားအစာတစ်မျိုးဖြစ်တယ်လို့ညွှန်ဆိုကြပါတယ်။ငားကိုပုံမှန်စားသူတွေဟာတစ်လနေမှတစ်ချိန်တောင်ငားမစားတဲ့သူတွေထက်နှလုံးနဲ့ဆက်ဆက်ယောဂါဖြစ်နိုင်ရှိ၃ပုံ၃ပုံတောင်ရော့နေတာတွေ့ရှိထားရပါတယ်။ ငါးစားခြင်းဟာလည်းမိမိရဲ့ပင်မအသက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။နံပါတ်5လက်ဖက်ရည်တောက်ခြင်းလက်ဖက်ရည်ခြံလက်ဖက်ရည်ကျိုးတောက်သုံးတဲ့သူတွေဟာနှလုံးရောဂါနဲ့တည်နိုင်စမ်းအင်မတန်နည်းတယ်လို့ဆိုထားပါတယ်။တခြားသောကျန်းမာရေးကောင်းဆိုးများလည်းရှိနေတဲ့အတွက်တီးဆိုတာဟာ ကျန်းမာရေးကောင်းရန်အထောက်အကူပြုတဲ့အရွက်တစ်မျိုးလို့သတ်မှတ်ထားပါတယ်။နံပါတ်6ဆေးလိပ်ရှောင်ခြင်းဆေးလိပ်မှာပါတဲ့နီကိုတင်းဟာလူကို တဖြည်းဖြည်းနဲ့တက်နေတာကိုတိလျက်နဲ့လဲသေးလေးတောက်ကြည့်ရက်သေးလေးတောက်တဲ့သူအရေအတွက်ဟာများများလာပါတယ်လူကြီးလူငယ်တွေတွင်မကပဲ10နှစ်အထက်သေးလေးတောက်သူအရေအတွက်ပါဒူဝါလာပါတယ်သေးလေးတောက်သုံးခြင်းဟာဆိုရင်မိမိရဲ့ကျန်းမာရေးကိုထိခိုက်သလိုအနှံ့ရှူရှာရတဲ့သူပတ်ဝန်းကျင်ကလည်းလူတွေကိုထိခိုက်စေပါတယ်သေးလေးတောက်သူထက်တန်းကျန်းမာရေးဆိုးဝါးမှုနှစ်ဆခံရတယ်လို့စိတ်ပညာရှင်တွေက လေ့လာတွေ့ရှိထားပါတယ်။ဒါကြောင့်မိမိကိုယ်တိုင်ကမိမိပတ်ဝန်းကျင်ကိုပါမထိခိုက်စေဖို့စိတ်လေးတောက်ခြင်းကိုရှောင်ကျဉ်နေပါတယ်။နမခွန်းလမ်းလျှောက်ခြင်းလမ်းလျှောက်ခြင်းဟာပတ်စံပေးစရာမလိုတဲ့အာဂဇာနီပဲဖြစ်ပါတယ်။အာဂဇာနီးတွေအားလုံးမှာလမ်းလျှောက်တဲ့အာဂဇာနီးကသာ ကျမ်းမာရေးအတွက်အထောက်အကူပြုဆောင်ဖြစ်ပါတယ်။ခြေထောက်နဲ့လမ်းလျှောက်တာမှန်ပေမဲ့ရင်းခြေထောက်မှာတစ်ဆင့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ သွေးကြောအကြောအလုံးကို လေပတ်အားကောင်းပြီးစိမ်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။အထက်ပါခုနှစ်ချက်ကို ပုံမှန်ပြုလုပ်ကျင့်သုံးမယ်ဆိုရင်တော့မလုပ်တဲ့သူတွေထွက်စာရင်ပိုအသက်ရှိပြီးစိမ်းမာရေးကောင်းကောင်းနဲ့နေထိုင်ရတာကိုသိပညာရှင်တွေက လေးလာတွေးရှိထားတယ်လို့သိရပါတယ်။